ဘာသာအုပ်ကိုဘလို့ဖတ်မလဲစာဖတ်ရှင်းပြင်အကျိုးရှိရှင်နှိမ့်ချမှုယောသားမှုနဲ့ယုံကြည်မှုဖြင့်စာဖတ်ရပါတယ်ပညာတတ်သူခမင်းကြီးဖြစ်ရန်ဟူသောရည်ရွယ်ချက်ဖြင့်ဘသူအခါမှအစာမဖတ်ရဒီစကားကဂျာမန်သင်းအုပ်ဆရာကြီးသုံးမဲ့အေကင်းပစ်ပြောခဲ့တာပါဘာသာအုပ်တွေဖတ်ဖြစ်တယ်လေဗျဤဒီမှာစာဖတ်ဝါဒနာပါသူအရှင်ရှင်တွေ့ရင်မကြာခဏမေးဖြစ်တဲ့အမေကွန်ဖြစ်ပါတယ်တို့တို့ခမရစာဖတ်ရင်ဘလို့ဖတ်တယ်လေဗျာဆိုတော့မေးခွန်းကိုတော့ မကြားဘူးတလို့ဖြစ်ပါတယ်။ဤအချက်ဒီပင် အတူရောင်သမားနဲ့အစ်အမှန်သမားတို့ရဲ့ဌာနချက်ကိုဖော်ပြနေပါတယ်။စာဖတ်ချင်းပြင်ဘာအကျိုးမြတ်ရသလဲဆိုတဲ့အချက်ဟာဘာစာအုပ်ဖတ်သည်ဆိုတဲ့အချက်ပေါ်မှာမုံမတီပါဘူး။ဘလို့ဖတ်သလဲဆိုတဲ့အချက်တွင်သာမုံတီပါတယ်။လူတရားဟာဂန္ဓဝင်စာကောင်းပင်မွန်များကိုရွေးရှည်ဖတ်ရှုသည့်တိုင်အောင်သူစိတ်ဟာစာဖတ်နေရှိမှအာယုံတရားလွင်ပါနေရင်သို့မဟုတ်အပြိုတက်တက်ဖတ်ရှုခဲ့ရင်စာဖတ်ချင်းပြင် ဘလို့မှအကျိုးကျေးဇူးမရှိနိုင်ပါဘူးလူအများစုဟာစာအုပ်တွေဘယ်တော့ဖတ်ပြီးပြီဆိုတော့အရေးအတွက်အပေါ်မှာသာဂုဏ်ယူတတ်ကြပါတယ်ဗစ်စာအုပ်ကိုဘလို့ဖတ်တယ်ဆိုတော့အရေးချင်းကိုလုံးဝထင်မတွေ့တတ်ကြပါဘူးအရေးအတွက်ကိုသာဖတ်သူဟာတကယ်စာဖတ်သူမဟုတ်ပါဘူးဒါကြောင့်သူဟာတွေးခေါ်အားဖြင့်အဆင့်မြင့်သူလည်းမဖြစ်နိုင်ပါဘူးစာအုပ်တွေအများကြီးဖတ်ထားသူလည်းအသိဉာဏ်နဲ့စင်ကျင်နှုံးတရားနေပါသူတွေဒုနယ်တွေရှိကြပါတယ်သူတို့ဟာစာဖတ်နည်းကိုမသိတဲ့အတွက်ကြောင့် နိမန်လမ်းမန်စာမဖက်တတ်တို့ကြောင့်ဒီလိုဖြစ်ရခြင်းဖြစ်ပါတယ်။သူတို့ဟာစာအုပ်ကိုအစအဆုံးဖတ်ပြီးဖို့ကသာအလေးထားကြပါတယ်။ဖတ်ပြီးတလောက်ကိုပြန်လေစဉ်းစားတွေးခို့ဖို့လုံးဝသတိမရကြပါဘူး။တကယ်ဆိုရင်သူတို့ဟာတကယ်အစ်မန်စာဖက်သူများမဟုတ်ကြပါဘူး။စာရွက်လှန်သူ၊စာမြေးသူ၊အတုရုံစာဖက်သမားများသာဖြစ်ကြပါတယ်။တနည်းပြောရရင်သူတို့ဟာလှိုင်ခေါင်းထဲမှာဖြတ်မောင်းသွားတဲ့အမြန်ရထားနဲ့တူပါတယ်။လှိုင်ခေါင်းထဲမှာယထားထွက်သွားရင် ဘာမှတ်သားမှဂျမနီရစ်တော့ထို့အတူပဲသူတို့ဟာစာအုပ်တော်ကိုဖတ်တဲ့အခါမှာစာရွက်တွေတရွက်ပြီးတရွက်သာလှန်ဖက်သွားပါတယ်ပြီးဆုံးသွားတဲ့အခါသူတို့ရဲ့ဦးနှောက်ထဲမှာဘာမှဆွေးထင်မကြံရည်ခဲ့ပါဘူးစာအုပ်တော်ကိုဆွေးဆွေးမြေးမြေးစစ်စစ်ဆက်ဆက်မဖတ်တတ်သူဟာအခြားအလုံးများမှလည်းဆွေးဆွေးမြေးမြေးစစ်စစ်ဆက်ဆက်မရှိတတ်ပါဘူးသူဟာညစ်ကြည်ယုံထိကြည်ယုံစမ်းကြည်ယုံသာလောက်တတ်တဲ့အပေါ်ယံသမားဖြစ်ပါတယ်သူဟာဘာကိုမှအလေးအနက်မထားတဲ့ လေးလေးနက်နက်တွေးခိုရှင်ဆိုတာကိုလေ तू နားမလဲထို့ကြောင့်သူ့ရဲ့အတွေးအခိုးအမြင်ဟာမပြီးပြင်းဓာတ်တာနေတဲ့ဓာတ်ပုံတစ်ခုလိုဆေးမပြီးတော့ပကြီကားတစ်ချက်လောသာဝေဝါးနေပါတယ်လွန်ပါနေတဲ့စိတ်ဖြင့်စာဖတ်ခြင်းဟာရိုးရိုးအချိန်ဖြုံးပစ်ရှင်းတဲ့ဆိုးရွားပါတယ်ဘာကြောင့်လဲဆိုရင်ဒီလိုလှုပ်ရှင်းဖြင့်အကျိုးမရှိုံသာမကပဲအကျင့်ဆိုးတစ်ခုကိုလေပြုလုပ်နေရရောက်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်မကြမ်းမင်းကမိတ်ဆွေအမျိုးသမီးတစ်ယောက်နဲ့တွေ့ရာ သူဟာအာအာရှီတိုင်းစာကောင်းပေကောင်းများကိုသာဖတ်နေကြောင်းပြောပြပြီးအာရဝန်တာဖြစ်နေပါတယ်ဒီလိုနဲ့ဘာသာအုပ်တွေဖတ်ဖြစ်ပါတယ်လေဟုမေးကြတော့လွန်ခဲ့တဲ့တပတ်လောက်ကနောက်ဆုံးဖတ်ခဲ့တယ်ဆိုတဲ့စာအုပ်ရဲ့နာမည်ကိုပင်မမှတ်မိတော့ပါဘူးတကယ်တော့သူဟာဝတ္ထုစာအုပ်ကလွေပြီးတခြားစာအုပ်တွေကိုဖတ်ခဲပါလိမ့်မယ်ဝတ္ထုမဟုတ်တဲ့တခြားစာအုပ်တွေကိုဖတ်ဖြစ်ခဲတယ်ဆိုရင်လေတကယ်စာဖတ်သူမဟုတ်ပေစာရွက်လှန်သူသာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဒုတိယဟာလုပ်ငန်းကိစ္စထွေထွေလုံမုံရဲ့ကိစ္စတွေဖြင့် ခေါင်းရှောင်နေတဲ့အတွက်ကြောင့်အစာအစာကိုညံ့ညက်မဝါပြီးတမန်ကရံမျိုးချရင်အစာမကျေဖြစ်ပါလိမ့်မယ်အစာမကျေရင်ထိုအစာအစာဟာအဟာရလေးမဖြစ်နိုင်ပါဘူးအာယုံတရားလွင်ပါနေတဲ့စိတ်ဖြင့်ဇာဝမြန်မြန်ဖတ်ခြင်းဟာလေထိုနည်း၎င်းပဲဖြစ်ပါတယ်အစာမကျေရင်ကျန်းမာရေးကို ထိခိုက်ပါတယ်အစာမကျေရင်အသိဉာဏ်နဲ့အတွေးအမြင်ကိုလေထိခိုက်ပါတယ်ဖတ်ပြီးသမျှကိုပြန်လည်စဉ်းစားခြင်းသုံးသက်ဆန်းစစ်ရှင်မပြုတ်တဲ့စာဖတ်ခြင်းဟာလုံးဝမဖတ်ခြင်းထက် အကျိုးရောက်နိုင်ပါတယ်စိတ်ဓာတ်နဲ့စရိတ်ကိုထိခိုက်နိုင်ပါတယ်ရည်ရွယ်ချက်မရှိပေအတွေးခွန်မှာပါပဲစာဖတ်ခြင်းဟာအချင်းကိုအလဟတဖြုံးနေခြင်းသာဖြစ်ပါတယ်အတွေးမှာပါပဲစာဖတ်ခြင်းဟာတက်တာတယ်အတွေးနဲ့စာဖတ်ခြင်းဟာပင်မန်းတယ်ဒါကြောင့်လူအများစုဟာစာအုပ်တော့ကိုမတွေးဘဲနဲ့မြန်မြန်ဖတ်ဖို့သာအာရုံစိတ်နေကြခြင်းဖြစ်ပါတယ်စာဖတ်ခြင်းဟာကျွန်တော်တို့အားဘ ഹു တုတ္တကိုသာပေးနိုင်တာမဟုတ်ပါဘူးစာဖတ်ခြင်းဖြင့်ရရှိနိုင်တဲ့အတွေးအမြင်တွေသာလျှင်ကျွန်တော်တို့အားအသိဉာဏ်ကိုပေးနိုင်ပါတယ်လို့ တွေးခိုပညာရှင်ကြီးဂျွန်လော့ကဆိုခဲ့ပူပါလေစာအုပ်တော်ကိုအတွေးဖြင့်ဖတ်ရင်ထိုစာအုပ်ဟာစာဖတ်သူရဲ့ကိုယ်ရည်စိတ်ထေးသို့စင့်ဝင်လာပါတယ်စာဖတ်သူရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာပါတယ်ဒီလိုဖြစ်လာမှသာလျှင်စာဖတ်သူဟာစာဖတ်ခြင်းရဲ့အကျိုးကျေးဇူးကိုအပြည့်အဝခံစားရမှာဖြစ်ပါတယ်အမှန်ကန်စာဖတ်သူဟာစာအုပ်တွေအများကြီးမဖတ်ပါဘူးဖတ်တဲ့စာအုပ်များကိုသာဆွေးဆွေးမြေ့မြေ့စစ်စစ်ဆက်ဆက်ဖတ်ပါတယ်စာရေးဆရာရဲ့အတွေးအခေါ်အယူအဆကိုပြည့်ပြည့်ဝဝနားလည်အောင် သဘောပေါက်အောင်စဉ်စဉ်ဆဆဖတ်ပါလေတစ်သက်လုံးစာအုပ်အစိတ်30လောက်သာ ဖတ်ဘူးတို့လေစာအုပ်ပေါင်း4500ဖတ်ဘူးသူတွေထက်ပိုပြီးတိုတဲ့ပုံကောများကိုကျွန်ုပ်တွေ့ဘူးပါလေသူတို့ဟာဖတ်တဲ့လောက်ကိုသဘောပေါက်နားလည်အောင် စစ်စစ်ဆက်ဆက်ဖတ်ကြသူများဖြစ်ကြပါလေအီဗရာဟန်လင်ကွင်းကိုပဲကြည့်ပါသူဟာအမေရိကန်နိုင်ငံရဲ့သမ္မတကြီးဖြစ်လာသည့်အထိစာအုပ်အနည်းငယ်ကိုသာဖတ်ခဲသူဖြစ်ပါလေတို့တို့သူဟာသူကြိတ်တဲ့စာအုပ်များကိုသူ့အသွေးအသားထည့်သို့ စိတ်ဝင်အောင်ဖတ်ပါတယ်လင်ကွင်းဖတ်ခဲ့တဲ့စာအုပ်အနည်းငယ်ဟာသူ့ဘဝအတွက်အလွန်အိုးစားကြီးမားခဲ့ပါတယ်ဒီအချက်ဟာသူ့ရဲ့ကဘာကျော်မင်းခွန်းများဖြင့်သိသာထင်ရှားပါတယ်စာဖတ်ခြင်းဖြင့်အကောင်းဆုံးအကျိုးကျေးဇူးရရှိရင်တနာရီတည်းက15မိနစ်ကိုစာဖတ်ကျန်တဲ့45မိနစ်ကိုဖတ်ပြီးသမျှပြန်စင်စားဟုရစ်ရှက်လီဂါလီယန်ကပြောပါတယ်တကယ်အကျိုးချင်းအောင်စာဖတ်နေအမှန်ဟာဖတ်ပြီးသမျှကိုပြန်စင်းစားရင်သာမဟုတ်ပါဘူးမိမိမှတ်မိလို့တဲ့အတွေ့အခေါ်အချက်အလက်များနဲ့စာပိတ်များကိုအောင်မြင်တား၍ မှတ်သားရှင် စာမျက်နှာဘေးသားကွက်လက်တွင်မှတ်စုတော်များမှတ်သားရှင်တို့ကိုလေအလေးအနက်ထားပြီးပြုလုပ်ရန်လိုအပ်ပါတယ်ဒီလိုပြုလုပ်ခြင်းဖြင့်မိမိသိလိုတဲ့အချက်ကိုအချိန်မရွေးလွယ်ကူစွာပြန်ရှာနိုင်ပါတယ်ထို့အချက်လက်များဟာမိမိရဲ့မှတ်ဉာဏ်ထဲမှာအမြဲတမ်းဆွေးမြေ့နေပြီဖြစ်ပါတယ်တခြင်းကဟိုလန်နိုင်ငံဟိတ်မြို့မှာရှင်နေမိတ်ဆွေတို့ကသူ့ရဲ့ကိုယ်ပိုင် တက်ကြမ်းစာအုပ်တို့ကို ကျွန်ုပ်ထံကိုပို့ပေးလိုက်ပါတယ်။ထူစာအုပ်မှာပထမစာမျက်နှာမှနောက်ဆုံးစာမျက်နှာအထိအောက်မြင်းတွေတားထားပါတယ်။ဘေသာကွက်လက်တွေမှာလေမှတ်ချက်တွေနဲ့ပြည့်နေပါတယ်။သူဟာစာအုပ်ကိုအလွန်တန်ဖိုးထားပါတယ်။ထိုအချက်ကိုသူကကျွန်ုပ်အောင်ပြချင်ပါတယ်။ဒါကြောင့်လေအဲ့ဒီစာအုပ်ကိုစာတိတ်မှတ်ပင်မပို့ပေလူကျုံဖြစ်တာတိတ်ရိပ်ပို့ပေးပါတယ်ကျွန်ုပ်ကြည့်ပြီးရင်ထူစာအုပ်ကိုလူကျုံကဟိုလန်နိုင်ငံမှပိုင်ရှင်ထံသို့ပြန်ယူသွားမှာဖြစ်ပါတယ်စာအုပ်ကတအုပ်ရဲ့ရသကိုအပြည့်အဝခန်းစားနိုင်ရန်မှာ ဆိုပါမိတ်ဆွေကြီးရဲ့နီးဟာအကောင်းဆုံးဖြစ်ပါတယ်။စာအုပ်ကုန်တအုပ်ကိုတစ်ကြိမ်တစ်ကြိမ်၃လေးကြိမ်ဖတ်ယူဖြင့်ဘရိုးမှမကျင်တဲ့ပါနဲ့အောင်မြင်တာဖို့နဲ့မာဂျင်မှတ်ချက်ရေးမှတ်ဖို့လည်းမပြင်းပါနဲ့။ထိုအချက်များဟာမှဉ္ဉံကိုတိုးပွားစေပါတယ်။ဝေါ်ဟာရကြွေဝစေပါတယ်။ကိုကပြန်ပြောပြလို့ပြန်ရေးလို့ရင်တိတိကျကျဖော်ပြနိုင်ပါတယ်။ဤနီးဖြင့်တချို့တော်တော်များများလေးစာရေးနီးကိုလစ်လာပြီးစာရေးဆရာတွေဖြစ်လာကြရှင်းဖြစ်ပါတယ်။စာဖတ်နီးနဲ့ပတ်သက်ပြီးပညာရှင်ကြီးအီမာဆန်က နီး၃နီးပေးခဲ့ပါတယ်သို့တော့သူ့နီးများကိုမလွဲမသွဲကျင့်သုံးရမယ်လို့မဆိုလိုပါဘူးသူ့နီးများမှာနံပါတ်၁တနှစ်တတန်းမပြည့်သေးတဲ့စာအုပ်ကိုဘရိုးမှမဖတ်ပါနဲ့နံပါတ်၂နာမည်မကြီးတဲ့စာအုပ်ကိုဘရိုးမှမဖတ်ပါနဲ့နံပါတ်၃မိမိမကြိုက်တဲ့စာအုပ်ကို မဖတ်ပါနဲ့ဆိုပြီးတော့ဖြစ်ပါတယ်အကောင်းဆုံးကတော့စာအုပ်တို့ကိုဖတ်ပြီးပြန်စဉ်းစားကြပါငါအတွက်ဘာရတယ်လဲဘာအကျိုးရှိတယ်လဲငါစိတ်ဓာတ်တွေတိုးတက်လာသလားဘဝအမြင်တွေပြောင်းလဲလာသလား အာမန်တွေမျောလင်းချက်တွေပြဝလာသလားဤဒီပင်လျင်ကိုယ့်အတွက်စာအုပ်ကောင်းတဲ့စာအုပ်ဆိုးကိုအကောင်းဆုံးခွေးရှားနည်းဖြစ်ပါလေစာအုပ်တအုပ်ဟာမိမိရဲ့စိတ်သက်ခွန်အားကိုလည်းအားဖြစ်မပေးဘ ਹੁ တုတလည်းမရရည်မှန်းချက်ကိုလည်းဆွတ်မပင်းနိုင်ဒီလိုဆိုရင်ထူစာအုပ်ဟာမိမိအတွက်တန်ဖိုးမရှိတဲ့စာအုပ်သာဖြစ်ပါလေနောက်ဆုံးထူစာအုပ်ဟာအကျိုးမေမဟုတ်တဲ့အပြင်းပြင်းအပြိုဖက်စာအုပ်ဖြစ်သည့်တိုင်မိမိအတွက်အကျိုးမေအကျိုးပွားမေစာအုပ်တအုပ်ရဲ့အချိန်ကိုလူယူလိုက်ခြင်းဖြစ်တဲ့အတွက်ကြောင့် ထိုစာအုပ်ဟာမိမိအတွက်စာအုပ်ကောင်းဟုမဆိုနိုင်ပါဘူးစာအုပ်ဟာလျှက်စစ်တအားနဲ့တူပါတယ်စာအုပ်ကောင်းတအုပ်ကိုဖတ်ရရင်ကျွန်ုပ်ဟာအားပြည့်လာပါတယ်မျိုးလင်းချက်တွေပြင်းပြလာပါတယ်အမြင်သစ်တွေတိုးပွားလာပါတယ်လူသစ်စိတ်သစ်ဖြစ်လာပါတယ်တိုးတိုးပညာရှင်ကြီးဘေကွန်ကအရှုပ်သောစာအုပ်များဟာညှိကြည့်ယုံသာကောင်း၏အရှုပ်ကမျိုးချရန်ကောင်း၏အရှုပ်အနည်းငယ်ကညံ့ညက်ဝါးစားရန်ကောင်း၏အရှုပ်ကိုတပိုင်းတကန်ရမျှသာဖတ်သိမ့်၏ အရှုပ်ကိုစိတ်ဝင်စားစွာဖြင့်တအုံလုံးကြည်ကြည်ညံ့ညက်ဖတ်ရှုသင်၏ဟုညွှန်ကြားခဲ့ဖို့ပါတယ်။ဒါကြောင့်ကိုအားကိုကိုကြီးပွားလိုသူဟာစိတ်ဝင်စားစွာဖြင့်တအုံလုံးကိုကြည်ကြည်ညံ့ညက်ဖတ်ရှုသင်တဲ့စာအုပ်များကိုသာရွေးဖတ်ဖို့လိုပါတယ်။မိမိရဲ့စိတ်အာရုံကိုပြန်လွှင်းစေတဲ့ရည်မှန်းချက်ပျောက်စေတဲ့အကျိုးမေ့စိတ်ကူးရင်ခံစားမှုကိုသာဆွပေးတဲ့စာအုပ်များကိုမဖတ်သင့်ပါဘူး။စာရိတ္တယိုယွင်းစေတဲ့စိတ်ယုတ်တိုးပွားစေတဲ့စာအုပ်များဟာဒုတိယကိုလည်းဖြည့်ဆည်းနိုင်ပါတယ်။တိုင်းပြည်တပြည်လုံးကိုလည်းဖြည့်ဆည်းနိုင်ပါတယ်။ ဒါကြောင့်အပေါင်းအသင်းကိုလေးရွေးပါစာအုပ်ကိုလေးရွေးပါ လူငယ်တယောက်အသိဉာဏ်ပြည့်ဝလာတာဘဟုတုတရှိလာတာစာအုပ်တွေများများဖတ်လို့မဟုတ်ပါဘူးမိတ်ဆွေကောင်းကိုရွေးပေါင်းတို့လို့အသိတရားနဲ့ရွေးဖတ်တဲ့စာအုပ်အနည်းငယ်ကရတဲ့အတွေ့အခိုးပညာတွေအချက်အလက်တွေကြောင့်သာဖြစ်ပါတယ်လို့ပါမောက်ခဝီလီယံမက်တိုဟူးကပြောခဲ့ဖို့ပါတယ်တချို့လူတွေဟာသူများကဒီစာအုပ်ကောင်းတယ်ပြောတိုင်းလိပ်ဖက်ကြပါတယ်နောက်ဆုံးမှာသူတို့ဟာစာဖတ်တာများပြီး ဘာတစ်ခုမှတိတိကျကျမတက်ကြမသိကြပါဘူးသူတို့ဟာအရာရာကိုနင်းနေစီသိတော်လေဘာတစ်ခုမှဖြည်းဖြည်းမြောက်မြောက်မတက်ကြပါဘူးထိုလူစားမျိုးဟာဘာသာရဲ့ပညာရဲ့တစ်ခုကောင်ကျွမ်းကျင်မှုအရေးပါတဲ့ယခုခေတ်မှာအလုတ်လက်မဲ့မင်းသားတွေဖြစ်နေကြမှာသိချပါတယ်ယခုခေတ်မှာအကြောင်းအရာမျိုးစုံစာအုပ်မျိုးစုံဘလူးပြန်အောင်ထွက်နေကြပါတယ်ထို့ကြောင့်ကျွန်တော်တို့အဖို့တာဝန်ပိုကြီးလာပါတယ်ဆရာကိုရွေးတယ်လို့မိတ်ဆွေကိုရွေးတယ်လို့စာအုပ်ကိုလည်းရွေးတက်မှကိုယ်ရည်မှန်းချက်ပန်းနိုင်ကို လွယ်လွယ်ကူကူဖျံဖျောင်းတန်းတန်းရရှိနိုင်ပါလိမ့်မယ်။28မြောက်အမေရိကန်သမ္မတကြီးဝူဒရိုဝီလစ်ဆင်ရင်သာခဲ့တဲ့လူသားအဖြစ်လို့အမည်ရှိတဲ့စာအုပ်တုံးမှာပါဝင်တဲ့စာပိတ်တစ်ပိတ်မှာတော့မိတ်ကောင်းတဲ့မိတ်ဆိုပညာရှိနဲ့ပညာမိတ်ခွေးရှားရွေးရှည်ပေါင်းသင်းရန်မှာကျွန်တို့ရဲ့အဓိကတာဝန်ဖြစ်ပါတယ်။ထို့အတူဘာသာစကားမျိုးစုံဖြင့်စကားမျိုးစုံပြောနေကြတဲ့စာအုပ်မျိုးစုံအ내မှလေစာအုပ်ခေါင်းနဲ့စာအုပ်ဆိုးကိုရွေးချယ်ကြရမင်တန်ဒီဟုပြောခဲ့ပါတယ်။ ဒါကြောင့်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလေးဘဝတစ်ခုတိုးတက်အောင်မြင်ဖို့အတွက်မိတ်ဆွေကောင်းကိုရွေးရသလိုစာအုပ်ကောင်းကိုလေးရွေးဖက်နိုင်ကြပါစေဗျ။